ါကပင်နခယုဖြစ်ပြီးသူတို့ကကြားမှနှမျိုးလုံးရှိတဲ့တရားတွေပါ။ရှင်းအောင်ပြောရရင်ပင်နခယုတွေမှာအဖို့နဲ့မှအလိင်ကနှမျိုးစလုံးရှိပါတယ်။တချိန်ထဲမှာပဲအဖို့ရောအမပါဖြစ်နိုင်ပါတယ်။သူတို့မေးလိုက်ဖို့အချိန်ရောက်တဲ့အခါဟော်မုန်းတွေမြင့်တက်လာပြီးအဖော်ချဖို့အချိန်ရောက်လာပါတယ်။အဖော်တွေ့တဲ့အခါသူတို့နှကောင်လုံးကမေးလိုက်ခြင်းအတွက်အဆင်သင့်ဖြစ်နေကြပါတယ်။ဒါပေမဲ့ကြီးမားတဲ့ပြဿနာတစ်ခုရှိပါတယ်။သူတို့ထဲကဘယ်သူကမှကိုယ်ဝန်မဆောင်ကြပါဘူး။နှကောင်လုံးကအဖို့ဖြစ်ရှင်ကြတာပါ။ ဒါဆိုသူတို့ဘလို့ဆုံးဖြတ်ကြမလဲသူတို့ကဓာချင်းရှင်တိုက်ပြီးဆုံးဖြတ်ကြပါတယ်ရှောက်ဒဇာနဲ့ဓာရီပါတဲ့ခရီးကိုမမြင်အောင်ပါနဲ့သူတို့မှာကိုရင်းတီဆောက်ထားတဲ့ဓာချီပါတယ်သူတို့ကလက်နက်တွေကိုဆန့်ထုတ်ပြီးတကောင်နဲ့တကောင်တိုက်ခိုက်ကြပါတယ်ဒါကိုပြီးရင်ဓာကစားနီးလို့ခေါ်ပြီးရွေချက်ကတော့ပြိုင်ဘက်ကိုအရင်ဆုံးထိုးဖို့ပါပြန်ပွဲဆက်ဖြစ်နေပြီးသူတို့ထဲကတကောင်ကခေါင်းကိုထိုးလိုက်ပါတယ်ဒီရွေချက်ကထိုးခံရတဲ့သူကို အမှားဖြစ်သွားစေတဲ့အကြီးတမျိုးထုတ်လို့ပါတယ် ဒီလိုနဲ့အနိုင်ရသူဆုံးဖြတ်ပြီးတိုက်ပွဲပြီးဆုံးသွားပါလေ။အနိုင်ရသူကအစ်စ်ပြောင်းသွားတဲ့အမရဲ့ခန္ဓာကိုယ်ကိုထိုးဖောက်လိုက်ပါလေ။အဲ့ဒီဒဏ်ရာကနေတဆင်တုတ်ပိုးတွေကိုထုတ်လွှတ်လိုက်ပါလေ။ပြီးရင်ပါဇက်ရှင်နှမ်းပြီးအမကိုခဏတာပွေဖက်ထားပါလေ။ဒါကစားပြီးလို့ပျော်ရှင်စွာကနေတာဖြစ်နိုင်ပါလေ။တကယ်တော့မဟုတ်ပါဘူး။ထိုးသွင်းခံလိုက်ရတဲ့တုတ်ပိုးတွေကိုအမကအစာအဖြစ်ရှည်ဖြတ်နိုင်ပါလေ။ရန်ကြီးနဲ့ပွေဖက်ခြင်းကဇီဝကမာဖြစ်စဉ်ကိုနှေးကွေးစေပြီးတုတ်ပိုးတွေခြေဖြတ်ခြင်းကိုတားဆီးပါတယ်။ ဒါတော့ဒါအပိုင်မဟုတ်ဘူးကျွန်တော်ဆက်ပြောပြရသေး။ဒီလိုမေးလိုက်ခြင်းကိုဖိနစ်ဓာကစားခြင်းလို့ခေါ်ပြီးအရှိုးသောဖလက်ဝန်းကြီးမှလည်းတွေ့ရပါတယ်။ဒါပေမဲ့ဖလက်ဝန်းကြီးအတွက်တော့အတော်လေးယိုရှင်းပါတယ်။သူတို့ကခေါင်းကိုမထိပါဘူး။ပွေဖက်တာနန်းတာလည်းမလုပ်ပါဘူး။သူတို့အတွက်တော့ပထမဆုံးထိုးချက်ကမျိုးဥတွေကိုထုတ်လုပ်ပြီးလက်ခံရရှိသူကအမှဖြစ်သွားပါတယ်။ရှင်းတဲ့ဆင့်မှာမတရားတာမရှိဘူးဆိုတာကျွန်တော်ယုံပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။